မင်္ဂလာပါ MM Thinker YouTube Channel ရဲ့နေ့စဉ်သတင်းသုံးသချက်များအစီအစဉ်ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဒီနေ့2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့အတွက် နောက်ဆုံးရကမ္ဘာစစ်ရေးသုံးသချက်တွေကိုဆက်တင်ပါမယ်။အဲဒီနေ့မှာတော့အတိအကကယူကရိန်းစစ်မေးပြင်းလို့အခြေအနေတွေကိုနော်။ဟုတ်ပါတယ်။တိုက်ပွဲတွေကတော်တော်လေးကိုပြင်းထန်နေတဲ့အနေအထားပါ။ဟုတ်ကဲ့ ကောင်းမြေဘောကတိုက်ပွဲတွေအပြင်ပင်လယ်နဲ့ထဲကတင်းမာမှုတွေပြီးတော့နောက်ကွဲကတန်တမန်ရေးရအလက်အပြောင်းတွေရဲ့အကြောင်းကိုပါကျမတို့အသေးစိတ်လေ့လာသုံးသပ်ကြည့်ကြပါမယ်။ဟုတ်ကဲ့ပါခင်ဗျာ။ကောင်းပါပြီ။ဒါဆိုရင်အပြင်ခံဆုံးတိုက်ပွဲတွေဖြစ်နေတဲ့ Donetsk စစ်မျက်နှာကနေစလိုက်ကြအောင်အခုသတင်းတွေရဲ့ခေါင်းစည်းမှာနေရအများဆုံးယူထားတာက Pokrovsk မြို့ပဲ။ဟုတ်ပါတယ်။ဒီမြို့ဟာတခြားမြို့တစ်မြို့လိုမဟုတ်ဘဲမဟာဗျူဟာယအလွန်အရေးပါတဲ့နေရာလို့ဆိုကြတယ်။အဲ့လားပါကြောင်ပါလဲ။ Orlovsk မြို့ကလည်း ဒေါနက်စ်ကဒေသရဲ့အဓိကမိထားလမ်းကြောင်းစုံမတစ်ခုဖြစ်နေတာကို။အော်ဟုတ်ကဲ့။အဲ့ဒီဘင်းဒေသဝင်းမှာကြာနေသေးတဲ့ယူကရိန်းတပ်တွေအတွက်အဓိကထောက်ပံ့ရေးကိပောက်ကြီးတစ်ခုလည်းဖြစ်နေတယ်။ဆိုတော့ဒီမျိုးကိုယာတော်ရင်ယူကရိန်းရဲ့ထောက်ပံ့ရေးကွင်ဆက်တစ်ခုလုံးကိုဖျက်တောက်နိုင်မယ့်သဘောမျိုးပေါ့။ဒါကြောင့်ယူရှားဖစ်ကအသေးသန့်တိုက်နေတာပေါ့နော်။မှန်ပါတယ်အင်းအားအလုံးအရင်နဲ့ပုံအော်ပြီးတိုက်နေတာပါတရင်ရင်းမိတ်တီရာဆိုရင် ယူကရိန်းတမလပူတင်ကိုတိုင်ကပိုရီဂရော့စ်ခုကိုအပြေအဝထင်းချုပ်လိုက်ပြီလို့ကြေညာခဲ့တယ်။ဟုတ်ကဲ့သူတို့ကာကွယ်ရေးဝန်ကြီးဌာနကဗီဒီယိုဖိုင်တွေတောင်ထုတ်ပြန်ထားတာတွေ့လိုက်တယ်။ဟုတ်ပါတယ်။မြို့ကခမရှင်မှာသူတို့အလန်လွင်ထူနေတဲ့ဗီဒီယိုတွေပါ။ဒါကသူတို့အတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်ပုံဖော်ဖို့စ조사နေတာအင်မတန်ထင်ရှားပါတယ်။ဒါနဲ့ယူကရိန်းဘက်ကတော့ဒီကြေညာချက်ကိုလုံးဝလက်မခံဘူး။တိုက်ပွဲလေးဆက်ဖြစ်နေတော့မယ်လို့သုံးပြန်ထားတယ်နော်။ဒီလိုတယောက်တစ်ပတ်ဖြစ်နေတဲ့တည်နေကြတဲ့မှာ ဘယ်ဟာကအမှန်နဲ့ပုံနည်းဆက်မလဲဒီမှာတဲ့တရင်အချက်အလက်စစ်ပွဲ information warrior အခန့်ကတားကစိတ်ဝင်စားဖို့ကောင်းလာတာပေါ့ဟုတ်ကဲ့ Ukraine ရဲ့တုံ့ပြန်ချက်ကယူရှားရဲ့အလန်းလွင်ထူမှုဆိုတာရာဒီယူတူဆိုပြီးမြူရီဆိုင်နေတော့ခနာကြီးဝင်ပြီးဝါရဖြံပို့အတွက်ရိုက်ကူးသွားတာလို့ဆိုပါတယ်။အော်လိလတွန်းတက်သူတွေကတော့ဘေဘက်ကမှထုတ်ပြန်တဲ့သတင်းကိုချက်ချင်းမယုံကြည်ပါဘူး။သူတို့ကနှစ်ဖက်စလုံးကစစ်ရေးဘလော့ဂါတွေတင်တဲ့ဗီဒီယိုတွေ ဓာတ်ပုံတွေကိုယူပြီးတီနီယာအတိယကို Google Maps Store လို့ညှိပညာတယ်နဲ့တိုက်စစ်တာပေါ့ Geo Location လုပ်တယ်ပေါ့လေနေပါအတီးပြူတာပေါ့နော်ဟုတ်ပါတယ်ပြီးတော့ Kyoto ဓာတ်ပုံတွေနဲ့ပါချိန်ထိုးကြည့်ပြီးမြေပြင်မှာဘသူကဘယ်နေရာကိုထိန်းချုပ်ထားတယ်ဆိုတာကိုတတ်နိုင်တယ်လို့အတီးပြူကြတာပါဒါဆိုလက်ရှိအခြေအနေအရကတော့อืมလက်ရှိအခြေအနေအရတော့ယူရှားတက်တွေမြို့ထဲကိုဝင်ရောက်ထားတာကတော့မှန်ပါတယ်ဒါပေမဲ့မြို့တစ်ခုလုံးကိုအပြီဝါထိန်းချုပ်ထားနိုင်ပြီလို့ပြောဖို့တော့ အနေငယ်စောနေတွေ့တယ်လို့ဆိုရမှာပါဒီပိုကရော့ပစ်ကားတိုက်ပွဲတွေဟာသူ့မိကမာနာဂရက်မြို့ရဲ့အခြေအနေနဲ့လည်းတိုက်ရိုက်ဆက်ဆက်နေတယ်လို့ဆိုပါရတယ်။အဲ့မှာယူကရိုက်တက်တွေအခြေအနေတော်တော်ဆိုးနေပြီဆိုတာဟုတ်လား။ဟုတ်ပါတယ်။အခြေအနေကအတော်လေးစိုးရိမ်စရာကောင်းတဲ့အဆင်မှာပါ။မာနာဂရက်မြို့ရဲ့တောင်ပိုင်းကိုယူရှားကထိန်းချုပ်လိုက်နိုင်တဲ့အတွက်မြို့မြောက်ပိုင်းမှာကျန်နေတဲ့ယူကရိန်းတပ်သား2000လောက်ကဝိုင်းရံပိတ်ဆို့ခံထားရတဲ့အခြေအနေကိုရောက်တော့ပါတယ်။ 2000ဆိုတာတော်တော်များတဲ့ရေးထွက်ပင်တော့ဟုတ်ကဲ့ယူရှားစစ်ဦးစီးချုပ်ကိုလိုင်ကဒါကိုထုတ်ပြန်ပြောဆိုခဲ့တာပါအခုဆိုရင်သူတို့အတွက်စစ်ကူနဲ့ရေခါတွေကိုကုန်းလန်းကနေပို့လို့မရတော့ဘူးဒါဆိုဘယ်လိုပို့နေရလဲ drone အသေးစားလေးတွေနဲ့ပဲမြေပြင်သုံးရောဝေဟင်သုံးရော drone တွေနဲ့ပဲခက်ခဲခက်ခဲပို့ဆောင်ပေးနေရတာပါမနာဂရက်ကြတော့ရင် progress ခရဲ့ကာကွယ်ရေးကိုပါပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ် ဒေါနက်ကအခြေအနေကလူအင်အားလက်နေအင်အားတုံးပြီးရရက်ဆက်ဆက်တိုးဆစ်ဆင်နေတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့မြောက်ပိုင်းစစ်မျက်နှာဖြစ်တဲ့ line man ဘက်မှာတော့တိုက်ပွဲပုံစံကလုံးဝကို ကွဲပြားခြားနားနေတယ်လို့ဖတ်ရတယ်ဟုတ်ပါတယ်စစ်တရင်ကစားနေတယ်လို့ပဲလို့တောင်တင်စားထားကြတာရှိပါတယ်ဘလိုမျိုးပါလဲ line man မြို့ပဝင်းချင်းကထူးထက်တဲ့တတော်တွေထဲမှာလေယူရှားတဲ့တဲ့ကလာပေါင်းမြောက်စာအချင်းယူပြီးတထွေငယ်လေးတွေနဲ့တဖြည်းဖြည်းစိတ်ဝင်နေရယူတဲ့နှီးပြွာကိုတွန်းခဲ့တာ အာတောက်တေကို အကကွယ်ယူပြီပေါ့မှန်ပါတယ်လူရည်ဒီနဲ့မိုးရည်တုံးကတစ်ပင်တွေမှာအရွက်တီဝေဝေဆာဆာရှိနေတော့ယူကရိန်းရဲ့ထော့လိုင်းရေဒရုန်းတွေကသူတို့ကိုရှာဖို့အင်မတန်ခက်ခဲခဲ့ပါတယ်ဒီနေ့မှာပဲအရင်စိတ်ဝင်စားဖို့ကောင်းတာကယူကရိန်းကတီချင်းနေကိုဂျူတီပြီးစီစဉ်ထောင်းပုံရတယ်ရာဒီဥတုကိုသူတို့ရဲ့လက်နက်အထူးအဖြစ်ပြောင်းလဲအသုံးချလိုက်တာမင်းအတိတ်ကြပါပဲဆောင်းဦးဝင်ပြီးတည့်ရွတ်တီကြွေတွားတဲ့ခါမှာ ယူရှားတက်တဲ့ပုံခေါ်စရာ မရှိတော့ပဲဟင်းလင်းမြင်ကြီးထဲမှာပေါ်နေသလိုဖြစ်သွားရောအင်းဒီအခွင့်အရေးကိုယူကရိန်းကအမေရိကန်စီအနာဝန်ထမ်းတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးစောင့်ဆိုင်နေခဲ့တာပါသူတို့ကတတော်တဲ့ကယူရှားတက်တွေကိုဖိအားပြီးပွင့်လင်းမြင်နေရထစ်တဲ့ရန်ပြန်မြို့ဘက်ကိုဆွတ်ခွာလာအောင်တွန်းပို့ခဲ့လေအဲ့ဒီရန်ပြိုဆိုတဲ့နေရာကဟုတ်ကဲ့အဲ့ဒီနေရာတွေဟာယူကရိန်းကကြိုတင်ပြင်ဆင်ထားတဲ့ kill zone လို့ခေါ်တဲ့ kill zone တွေဖြစ်နေခဲ့ပါတယ် kill zone ဆိုတဲ့အသုံးအနှုန်းကိုနည်းနည်းရှင်းပြပေးလို့ရမလားဒါကကြိုတင်ပြင်ဆင်ထားတဲ့ထောင်ချောက်တမျိုးလို့ဆိုလိုတာလားဟုတ်ပါတယ် kill zone ဆိုတာကစည်ရင်းနီးဖြူဟာမှာရန်သူကိုကိုလိုချင်တဲ့နေရာတစ်ခုစီ ရောက်လာအောင် တွဲဆောင်တာဒါမှမဟုတ်တွန်းပို့တာပေါ့ဟုတ်ကဲ့ပြီးတော့အဲ့ဒီနေရာကိုကိုယ့်ရဲ့အမြောက်တွေ drone တွေ sniper တွေကကြိုတင်ပြီးပြစ်မှတ်ချင်ရွယ်ထားတာကို ဆိုလိုတာပါတိုက်ပွဲဖြစ်မှာပြစ်မှတ်ရှာတာမဟုတ်ဘဲ ရန်သူရောက်လာမယ့်နေရာရဲ့အမြေပုံအနေထားအကွာဝေးအကွန်လုံးကိုကျူတင်တွက်ချက်ပြီးအတင့်ပြင်ထားတာပါ။အော်ဒါကြောင့်ရန်ပီကိုဆုတ်လာတဲ့ရုရှားတပ်တွေဟာယူကရိန်းအတွက်လေ့ကျင့်ရေးကွင်းတွေကပြတ်မှတ်တွေလို့ဖြစ်သွားတာပေါ့။ဒေါ်လိုလေးမှန်ပါတယ်။အထည်အခိုက်အကြအဆုံးအရင်မြင်ရခဲ့တယ်။ဒါဟာဒိုနက်စကရုရှားအများတွန်ပြူဟာကိုယူကရိန်းကညံပြင်းညာနဲ့နီးပြူဟာတုံ့ပြန်တုံ့ပြန်နေတာကိုပြတာပဲပေါ့။ဒီလိုမြေပြင်တိုက်ပွဲတွေအပြင်ပင်လယ်နဲ့ထဲမှာပါဖြစ်ဖြစ်ကြီးတစ်ခုဖြစ်ပေါ်ခဲ့တည်ရနော်ဟုတ်ပါတယ် ပင်လယ်နဲ့ထင်မှဖြစ်ခဲ့တာပါ။အထူးသဖြင့်အရေးကျနာကျနာတိုက်ခိုက်မှုအကြောင်းပေါ့။ဒီအရေးကျနာကျနာဆိုတာဘာကိုပြောတာပါလဲ။ Ừm အရေးကျနာကျနာဆိုတာကနေနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရှောင်လွှဲဖို့အသုံးပြုနေတဲ့ရေနံတင်သင်ပေါ်အုပ်စုတွေကိုခေါ်တာပါ။ဩတရားမဝင်ရေနံရောင်းဝယ်ရေးမှတုံးတဲ့တင်ပေါ်တွေပေါ့။ဟုတ်ပါလေ။ဒီတင်ပေါ်တွေရပိုင်ရှင်ကဘသူဆိုတာရှင်းရှင်းလင်းလင်းမရှိဘူး။အာမခံကလည်းတိတ်တိတ်ခိတ်ခိတ်မဟုတ်ဘူးပြီးတော့ သူတို့ရဲ့တီနီယာပြစနစ်ကိုပိတ်ပြီးခိုးကြောင်ခိုးဝဲသွားလာလေရှိကြတယ်။ယူရှားကသူတို့ရေနံကိုကမ္ဘာဈေးကွက်တဲ့ခိုးရောင်းကိုထုံးနေတာပေါ့။အဓိကကအားရပါပဲ။ယူကရိန်းက Kairos နဲ့ Virat ဆိုတဲ့တင်ပေါ်နဲ့စင်ကိုပင်လယ်ပြင်သွား drone တွေနဲ့တိုက်ခိုက်ခဲ့တာဟာယူကရိန်းရဲ့စစ်စီရေးရှာဖွေနေတဲ့ငွေကြေးကိုတရက်ပြမထားတိုက်ခိုက်တာပါပဲ။ဒီတိုက်ခိုက်မှုရဲ့နှုတ်ဆက်ကလေးကလည်းတော်တော်ပြင်းထန်ခဲ့တယ်နော်။ယူရှားရဲ့လက်တွန့်ပြန်မှုကချက်ချင်းဆိုသလိုပဲရောက်လာတယ်။နိုင်ပိုင်းထွေးမှပဲရောက်လာတာပါ။ ရုရှားကယူကရိန်းနိုင်ငံတဝန်းလုံးကိုဒုံးကျည်ရဲ့ drone တွေနဲ့အကြီးကျယ်လက်တုံပြန်တိုက်ခိုက်ခဲ့ပါတယ်။သူတို့ရဲ့ကြီးညာချက်ထဲမှာတိကျတဲ့လက်တုံပြန်တိုက်ခိုက်မှုကြီးဆိုပြီးသုံးလုံးထားတာတွေ့ရတယ်။ဟုတ်ပါရဲ့။ပစ်မထိုင်းရင်းညာတွေကိုကြည်ရင်စစ်ပတ်ဆက်မှုလုံနန်းတွေ၊စွမ်းရင်ဆက်ယုံတွေ၊စစ်လေရင်ဝင်းတွေ၊ယူကရိန်းရဲ့တာဝေပစ် drone တို့လောင်ယုံတွေပါဝင်တယ်။ဆိုလိုတာကဒါဟာတစ်ချက်ခိုင်းညချက်ခိုင်းတဘောထက်ပိုတယ်ပေါ့နော်။ဘယ်လိုမျိုးပါလဲ။ ငါရဲ့စီဝါရေးတွေးကြောကိုထီရင်မင်းရဲ့စစ်ရေးနဲ့စီဝါရေးအခြေခံဆောင်တစ်ခုလုံးကိုငါတို့ပြန်ဖြတ်စည်းမယ်ဆိုရဲရှင်းလင်းတဲ့တရင်စကားပါလိုက်တာပါပဲဒီလိုစစ်ရေးအဲအတင်းမာနေချိန်မှာပဲဝါရှင်တန်ကလာတဲ့တရင်တစ်ခုကစစ်မြေပြင်ကို တုံးကြီးတဆင့်ခပိုးပြင်းတဲ့တုံးခါမှုကိုဖြစ်စေခဲ့တယ် American က Ukraine ကိုပေးနေတဲ့စစ်ရေးအကူအညီတွေကိုရပ်ဆိုင်လိုက်တယ်ဆိုတဲ့တရင်ပေါ့ဟုတ်ပါတယ်ဒါဟာဒီစစ်ပွဲအလဲအပြောင်းအခုဖြစ်လာနိုင်တဲ့အရေးကြီးဆုံးတရင်လို့တောင်ပြောလို့ရပါတယ် အကြောင်းပြချက်ကရောပါတယ်လေ Trump အစိုးရကယူကရိန်းနိုင်ငံတွင်းကကျေပြတဲ့အကတိလိုက်ဆောင်မှုတွေကိုအကြောင်းပြပြီးစစ်ရဲအကူအညီတွေဆိုင်းငံ့လိုက်ကြောင်းအင်ဖျူတော်ကတရားဝင်ကြေညာခဲ့တာပါဒါကစစ်မီပြင်ပေါ်ကစစ်သားတွေပေါ်ဘလို့တက်ရောက်မှုရှိနိုင်မလဲအများကြီးရှိနိုင်ပါတယ်စစ်စိုးကကျွန်တော်တို့ပြောခဲ့တဲ့မာနာဂရတ်မောဝိုင်းပိတ်ခံထားရတဲ့စစ်သား2000အတွက်ဆိုရင်ဒီတရင်ဟာသူတို့စီကို ကြည်စံတဲ့ရစ်ခါတွေရောက်မလာနိုင်လို့ဆိုရဲတေမင်းတမန်တရင်စကားတကူဖြစ်သွားနိုင်ပါတယ် သူတို့ရဲ့တိုက်ပွဲဝင်နိုင်စွမ်းကိုတိုက်ရိုက်ထိခိုက်စေမယ့်ဆုံးဖြတ်ချက်ပါယူကရိန်းအတွက်တကားတစ်ချက်ပိတ်သွားချိန်မှာယူရှားကတော့တခြားတကားတစ်တစ်ကိုဖွင့်နေပုံရတယ်အထူးသဖြင့်အာရှဘုံမှာပေါ့တမရော့ဘူဒင်ရဲ့အိန္ဒိယခေးစဉ်ကြောင်းလဲပါလာတယ်နော်မှန်ပါတယ်ဒါကယူရှားရဲ့မဟာဗျူဟာမြောက်ရှစ်ကွက်တစ်ခုပါအနောက်နိုင်ငံတွေကသူ့ကိုဝိုင်းပယ်ထားချိန်မှာယူရှားကအိန္ဒိယလိုအာရှအင်အားကြီးနိုင်ငံနဲ့ဆက်ဆံရေးကို အရှိန်မြင့်တည်ဆောက်နေတာပါဟုတ်ကဲ့ New Delhi မှာ S400 ကာကွယ်ရေးစနစ်တွေထရောင်းချဖို့ SU57 ပင်တမမျိုးဆက်တိုက်လျင်တွေကိစားဆွေးနွေးဖို့နှစ်လင်ငန်ကုန်သွယ်ရေးကိုဒေါ်လာဘီလီယံတရာအထိတိုးမြင့်ဖို့စတဲ့အစီအစဉ်တွေကယူရရှားဟာအနောက်နိုင်ငံတွေရဲ့ဖိအားကိုအာရှနဲ့ထိန်းညင်နေတာကိုရှင်းရှင်းလင်းပြသနိုင်ပါတယ် ီယူကရိန်းပြည်ပခါကကဘာဘောကတခြားနိုင်ငံတွေကိုလည်းသူတို့ရဲ့စစ်ရေးအသင့်ထစ်မှုနဲ့မီခိုနီယက်မှုတွေကိုပြန်လည်တုံးတက်လာစေတယ်လို့ထင်ပါတယ်။ကနဒါနိုင်ငံရဲ့တိုက်လင်ကိစ္စကဥပမာကောင်းတစ်ခုပဲ။ဒါကအရန်ကောင်းတဲ့ချိတ်ဆက်မှုတစ်ခုပါ။ကနဒါကသူတို့ရဲ့တပ်တန်းလွန်နေပြီဖြစ်တဲ့ CF-18 တိုက်လင်နေနေအောင်မှာအမေရိကန်လုံ F-35 ကိုပြောက်တိုက်လင်နေနေအစားထိုးဖို့ဒေါ်လာ၁၉ဘီလီယံတန်စီမံကိန်းတို့အတည်ပြုလိုက်တယ်။နီးမြန်ရတော့ကြီးမားတဲ့ခုံပြန်ကျော်လွှမ်းမှုတစ်ခုပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်း ဒီလောက်များပြတဲ့ကုန်ကြစိန်နဲ့အမေရိကန်အပေါ်မှာပဲတူးတဲ့မိခိုနေရမယ့်အခြေအနေပေါ်စိုးရိမ်မှုတွေရှိနေပါတယ်။ဒါကြောင့်တခြားရွေးချယ်စရာတွေကိုပါစဉ်းစားလာကြတာပေါ့။ဟုတ်ကဲ့။ဆွေရင်လို့ Gripen ၊ဒါမှမဟုတ်ပြင်သစ်လို့ Rafael လို့တခြားရွေးချယ်စရာတွေကိုပါစဉ်းစားသင့်တယ်ဆိုတဲ့အတန်းတွေထွက်လာတာဟာနိုင်ငံနေအနေနဲ့သူရဲ့ကာကွယ်ရေးမှာဘစူးကိုဘလောက်အထိမိခိုမလဲဆိုတာကိုပြန်ချိန်ညီလာတာကိုပြနေတာပါ။ဤပညာမင်းကိစ္စတွေကြောင့်ပြောကြရင်းနဲ့ ရူချားမှနှုတ်ထက်ထွန်းနှစ်ချက်တခုကြုံနေရတယ်လို့သိရတယ်။သူတို့သမိုင်းတစ်လျှောက်လုံးဂုံယူခဲ့ရတဲ့အာဂါသစူဇန်လေးလာရေးကန်ဒါမှာပေါ့။ဟုတ်ပါတယ်။ဒါကရူချားအထက်တော့တကယ့်ကိုမျက်နှာပမ်းမလားဆိုတဲ့အခြေအနေတခုပါ။ကာဇစတန်နိုင်ငံကဘိုက်ကုံနာဘိုက်ကုံနုအာဂါသလူတင်ရေးစခန်းဟာဟုတ်ကဲ့အဲ့ဒါကရူချားကလူသားနေကိုအာဂါလာတဲ့လွတ်တင်ဖို့တုံးနေတဲ့တခုတည်းသောစခန်းမှာအဲ့ဒီစခန်းကလွတ်တင်ရေးနေရာတခုဟာ နိုဝင်ဘာလကလွတ်တင်မှုတစ်ခုအပြီးမှာအပြည့်အထိုင်ပလက်စီသွားခဲ့တယ်။အော်။ဒါဆိုရင်လက်ရှိမှာသူတို့လူလူတည်လို့မရတော့ဘူး။ဟုတ်ပါရဲ့။နှပေါင်း60ကျော်အထွန်းပထမဆုံးအကြိမ်ဖြစ်လူသားတွေကိုအာဂါတာထဲမီလွတ်တင်နိုင်တော့တဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာ။ဒါကသူတို့ရဲ့ကုန်တက်ခါကိုအကြီးအကျယ်ထိခိုက်စေလို့စစ်ပွဲကြောင့်တခြားကဏ္ဍတွေမှာပါအာနေယူရင်းလာနေပြီလားဆိုရင်မိကုံကိုဖိပေါ်စေပါရဲ့။ကောင်းပါပြီ။ဒီချက်လက်တွေအားလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်ရအောင်။ပုံရံတစ်ခုထွက်ပေါ်လာတာကိုတွေ့ရတယ်။ ရီရှာကပိုဂရော့စခီလိုနေရာတွေမှာအကြအဆုံများပေမဲ့မြေပြင်မှာတထည့်ဖြစ်တိုးတက်မှုတွေရနေရဟုတ်ပါတယ်တဖက်မှာယူကရိန်းကလည်းလိုင်းမန်လိုနေရာတွေမှာညံများပြီးထိရောက်တဲ့နှီးပြူဟာတွေနဲ့ခုခတ်နေတယ်ဒါပေမဲ့တကယ့်အဓိကကြတဲ့အဖြစ်ပျက်တွေကစစ်မြေပြင်ရဲ့နောက်ခွေမှာဖြစ်ပျက်နေတာလို့ထင်တယ်အတီးကြပဲအမေရိကန်ရဲ့အကူအညီရဆိုင်မှုရုရှားရဲ့အာရှဘက်ကိုတန်တမာရေးအရာကွင်းထိုးဖောက်ထွက်မှုတွေက ဒီစစ်ပွဲဟာနောက်ထပ်အဆင့်တစ်ခုကိုကူးပြောင်းနေပြီဆိုတာကိုညွှန်ပြနေပါတယ်ဆိုလိုတာကဆိုလိုတာကဒီစစ်ပွဲဟာဘသူက နောက်ထပ်ရွာတရာကိုတိမ့်နိုင်မလဲဆိုတာထက်ဘသူရဲ့ထောက်ပံ့ရေးကွင်ဆက်နဲ့နိုင်ငံရေးအထောက်ပံ့တွေကအရင်ဆုံးပြိုလဲသွားမလဲဆိုတာကပိုပြီးအဆုံးဖြတ်ပေးမယ့်အခြေအနေကိုရောက်လာနေပြီဆိုတာပါပဲ။ ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအခြေခံပြီးနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ခြင်းပါတယ်။ကျမတို့ဟာတနတ်တန်ဒီအမြောက်တန်ဒီနဲ့တိုက်ခိုက်နေတဲ့စစ်ပွဲရဲ့ညီကုန်းပိုင်းကိုမြင်တွေ့နေရတာလား။ပြီးတော့ထောက်ပံ့ရည်ကွင်းဆက်တီတန်တမာရေးရာတဘောတူညီချက်တနဲ့တိုက်ခိုက်ရမယ်စစ်ပွဲအသစ်တစ်ခုရဲ့အစကိုရောက်ရှိနေရတာလားဆိုတာပါပဲ။อืมတကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပါပဲ။ ဟုတ်ကဲ့ပါရှင်ကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာကိုကြားမှာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါရယ်မိင်္ဂလာပါရှင် MM Thinker YouTube channel ရဲ့နေစဉ်သတင်းသုံးသပ်ချက်များအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့အတွက်နောက်ဆုံးရကဘာစီရဲ့သုံးသပ်ချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် The Debate အစီအစဉ်ကိုစတင်ပါပြီ Ukraine အရှေ့ပိုင်းကနင်းဖူးနေအမည်ဖြစ်ဒီပေါ်မှာ အဆုံးဖြတ်တကူကြခဲ့ပုံပါပဲအချက်ချာကြတဲ့ပိုဂရော့စ်မျိုးရုရှားလက်ထက်ကြားသွားခဲ့ပါပြီဆိုတော့ မော်စကိုကဒါကိုစစ်ပွဲရဲ့အလဲပြောင်းလို့ကြွေးကြော်နေချိန်မှာ KF ကတော့ဒါဟာတော့ချက်ထားတဲ့ဆွန့်လွတ်မှုတစ်ခုပါလို့စူးပြန်တယ်။ဒီနေ့ကျမတို့ဆွေးနွေးမှာကတော့ဒီဖိပက်ဟာယူကရိန်းရဲ့ကာကွယ်စနစ်ကြီးတစ်ခုလုံးပြိုလဲသွားခြင်းနေတန်းလားဒါမှမဟုတ်စစ်ပွဲရဲ့အလင်းမဆုံးထောင်ချောက်တစ်ခုလားဆိုတာပါပဲ။ကျမရဲ့အမြင်ကိုအရင်ပြောရရင်တော့ဒါဟာရုရှားရဲ့အသာစီးရမှုကိုပြပြတာတာပြတာလိုက်တဲ့ဗျူဟာမြောက်အလဲပြောင်းတစ်ခုဖြစ်ပါလေရှင်။ဟုတ်ကဲ့ကျွန်တော်ကတော့ဒီအမြင်ကိုတစ်ဖက်ကနေတုံ့တက်ခြင်းပါတယ်ခင်ဗျာ။ စစ်မြေပုံမော်ကမြို့တမြို့ကြားသွားတာကိုပဲကြည်ပြီးတော့ကောက်ချက်ဆွဲတာကနည်းနည်းစောလုံးလဲလို့ထင်ပါတယ်ကျွန်တော်မြင်မှာတော့ဒါဟာယူကရိန်းရဲ့ပုံမကျဲပြန့်တဲ့ခံစစ်မဟာဗျူဟာရဲ့အစ်စ်ပိုင်းတစ်ခုတာဖြစ်နိုင်တယ်ယူရှားရဲ့ထိုးစစ်ရှင်ကိုချိုးဖျက်ဖို့ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတဲ့ဘယ်လိုပြောမလဲတကြွတဲ့ခုခံစစ်တစ်ခုကိုဖျက်ရှုမြင်တင့်တယ်လို့တင်ပြခြင်းပါတယ်ကောင်းပါပြီဒါဆိုဂျင်မရဲ့ယက်တီချက်ကိုပို့ပြီးရှင်းအောင်တင်ပြပါစေပိုခရိုဝော့ဆိုတာရိုးရိုးမျိုးတစ်မျိုးမဟုတ်ပါဘူး အဲ့ဒါ Dombus Data တစ်ခုလုံးရဲ့ထောက်ပံ့ပို့ဆောင်ရေးအသက်သွေးကြော့ပါယထာလန်းဒီအဝေးဖြေးလန်းနေဆုံမှတ်ကြတဲ့နေရာဖြစ်လို့ဒီမျိုးကိုယူရှားကထိန်းချုပ်လိုက်နိုင်တာဟာယူကရိန်းရဲ့အရှေ့ပိုင်းကာကွယ်ရေးစနစ်တစ်ခုလုံးကိုဓာတ်နဲ့လှည့်လိုက်သလိုပါပဲဒီအောင်မြင်မှုကယူရှားဟာစစ်မျက်နှာတစ်လျှောက်မှာအစတူးမှုလို့ခေါ်တဲ့အမ်စစ်ပွဲရဲ့အရှိန်ဟုန်ကိုထိန်းချုပ်နိုင်စွမ်းကိုအခိုင်အမာပိုက်ဆိုင်သွားပြီဆိုတာကိုဖျားနေတဲ့ဆိုလိုတာက ယူရှားကဘယ်အချိန်ဘယ်နေရာမှာတိုက်မလဲဆိုတာကိုဆုံးဖြတ်နေပြီးယူကရိန်းကအဲ့ဒီနောက်ကိုလိုက်ပြီးတွန့်ပြန်နေရတဲ့အခြေအနေဖြစ်သွားတာပါပိုပြီးလာစိုးရင်စရာကောင်းတာကအနီးနားကမာနာဂရက်မြို့မှာယူကရိန်းစစ်သား2000နီးကွာပိတ်မိနေတယ်ဆိုတဲ့သတင်းတွေပါပဲဒါဟာယူကရိန်းရဲ့ကာကွယ်စနစ်တဖြည်းဖြည်းပြိုကျော့လာနေတယ်ဆိုတာကိုသတိပြနေတာပဲဒီပြိုလဲမှုကယူကရိန်းရဲ့ဒုတိယတန်းစားခံစစ်လိုင်းအပေါ်စင်ကဲစင်ကဲတက်ရောက်မှုတွေဖြစ်စေပြီးယူရှားတို့အောင်ပွဲတကားကိုဖင့်ပေးလိုက်တာနဲ့အတူတူပါပဲရှင် အင်ဂျိုးရဲ့ချက်တရမြေပင်ချီနေကိုထင်ခတ်တမန်ပါတယ်ခင်ဗျာ။ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုပဲကြည့်ပြီးကောက်ချက်ချလိုက်ရင်တော့ပုံကြီးတစ်ပုံလုံးကိုလွတ်သွားနိုင်တယ်လို့ကျွန်တော်မြင်တယ်။ရုရှားရဲ့နယ်မြေတင်းပိုင်မှုတွေဟာအောင်ပွဲလို့ဆိုနိုင်ပေမဲ့အလွန်အမင်းထိခိုက်ဆုံးရှုံးမှုတွေနဲ့ယဉ်နီးထားရဲ့ဟိုတန်ရာတန်ကြီးမရှိတဲ့အောင်ပွဲတွေ Pyrrhic victory စဖြစ်ပါတယ်။ယူကရိန်းကရန်သူကိုအင်အားဖြုန်းတီးစေတဲ့စစ်ပွဲတွေကိုဆွဲသွင်းနေတာပါ။ ဒါကဘယ်လိုလဲဆိုတော့ကို့အတွက်တစ်အရေးမပါတဲ့နေမျိုးကိုဆွန့်လွတ်ပြီးရန်သူအင်အားအများဆုံးဖြုံးကြီးစေမဲ့နေရာထိဆွဲခေါ်တာမျိုးပေါ့ရုရှားတပ်တွေရှေ့ကိုတမိုင်တိုးလာတိုင်းသူတို့ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေပိုရှည်လျားလာတယ်အားနည်းချက်တွေပိုများလာတယ်ယူကရိန်းကအဲ့ဒီအားနည်းချက်ကိုအတိအကျတင်မှတ်ထားနေတာပါလိုင်မန်စမျက်နာမှာယူကရိန်းကရုရှားတပ်တွေကိုတင်မြင့်တမန်ထောင်ချောက်ထဲကိုဆွဲသွင်းနေတာကတတ်တယ်ပဲလေဆိုတော့ဒီအဖြစ်အပျက်တွေကိုယူကရိန်းရဲ့အရေးနိမှုအဖြစ်တစ်ထစ်ချတတ်မှတ်လို့များသေးဘူးလို့ကျွန်တော်ထင်တယ် Opera Office ရဲ့ view ဟာမြောက်အရေးပါမှုကိုတော့ short တွက်လို့မရတော့ဘူးထင်ပါတယ်ရှင်။သင်ပြောသလိုနယ်မြေကိုအချိန်နဲ့လဲလွယ်တဲ့ဆိုပေမဲ့ဒီတစ်ခါလဲလွယ်လာရတဲ့နယ်မြေကထာမန်နယ်မြေမဟုတ်ဘူးလေ။အဲ့ဒါနဲ့လုံးတာတစ်ခုလိုပဲ။အရှိပိုင်းတအိုးကတတ်မဟာတဲ့အားလုံးအတွက်ရခလက်နက်လူဝင်အားဖြည့်တင်းမှုတွေအားလုံးဒီမြို့ကိုဖျက်သွားရတာ။အခုဒီမြို့ယူရှားလက်ထက်ရောက်သွားတော့ယူကရိန်းတပ်တွေဟာထောက်ပံ့ရေးပြတ်တောက်ပြီးတိချကျွမ်းတွေလိုဖြစ်သွားနိုင်တဲ့အန္တရာယ်ရှိနေပြီ။ ဒါဟာယူရှားကိုနောက်ထပ်ထိုးစစ်တွေအတွက်ခိုင်မာတဲ့အခြေစိုက်ဆန်းတစ်ခုပေးလိုက်တာတာမကယူကရိန်းရဲ့ကာကွယ်ရေးကိုပါအပိုင်းပိုင်းဖြတ်တောက်လိုက်တာပါဟုတ်ပါတယ်ပိုကာရော့ဖ်ကအရေးကြီးတာကိုကြေလို့မငင်းပါဘူးဒါပေမဲ့ယူရှားရဲ့ခြေညာချက်တွေထဲမှာတော့မြို့မြောက်ပိုင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေတော့ပဲလို့ဆိုထားတာကိုတတိပြုတဲ့နေလေယူကရိန်းဓမ္မရဇီလန်စကီကိုယ်တိုင်ကလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့အတည်ပြုထားတယ်ဆိုလိုတာကယူရှားအတွက်ဒါဟာတည်ငြိမ်နဲ့ထိန်းချုပ်မှုမဟုတ်သေးဘူး မြို့ကိုတင်ပိုက်ထားတဲ့ဆိုတာထက်မြို့ပြတိုက်ပွဲတွေရဲ့နွမ်းထဲမှာနစ်နေတယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ယူကရိန်းတပ်တွေဟာအဆောက်အဦတွေဂျားတဲကနေယူရှားတပ်တွေကိုဆက်တိုက်ခိုက်ပြီးအေအပြုံတီအောင် လုငေတော့မယ်။ယူရှားတပ်တွေမြို့ထဲမှာအလံထောင်ပြတဲ့ဗီဒီယိုတွေဆိုတာယာဒီဥရုဆိုဒီမြင်းဒီထူထပ်နေခြင်းကိုအခွင့်ကောင်းယူပြီးခနာဒရိုက်ကူထားတဲ့ဝါဒဖြန့်မှုတွေတာထစ်တယ်လို့ယူကရိန်းဘက်ကတုံ့တက်ထားတယ်။ဆိုတော့ဒါလုံးကျုံတဲ့အခြေဆိုင်ဆန်းတဲ့အတွက်အဝေးကြီးလို့ပါတယ်တဲ့။ ရရှာတဲ့အဲ့နေရာကလုံးဝမလုံခြုံသေးဘူးဆိုတာကိုလက်ခံနေထားဝန်ဒါပေမဲ့ယူကရိန်းရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကတော့လုံးဝပြတ်တောက်သွားပြီလေသူတို့ကမြို့ထဲမှာပျောက်ကြစစ်စင်နွှဲပြီးရရှာကိုအနောက်အရက်ဒီလိုရချင်ရမယ်ဒါပေမဲ့သူတို့တက်တီကိုရေရှည်ထောက်ပံ့ဖို့လမ်းကြောင်းကမရှိတော့ဘူးဒါကိုဗျူဟာမြောက်ဆုံးရှုံးမှုမဟုတ်ဘူးလို့ဘယ်လိုပြောနိုင်မှာလဲရှင်ပြီးတော့လေဒီကိစ္စကိုပို cross တဲ့ခုတွေကိုပဲကြည့်လို့မရအောင်ခြုံငုံကြည့်ရမယ် ယူရှားဟာစစ်မြေသားများပြားမှာတပြိုင်တည်းထိုးစစ်ဆင်နိုင်တဲ့လူအင်အားနဲ့လက်နက်အင်အားကိုပိုင်ဆိုင်ထားတယ်။ဇပူရီယာဒေသမှာလည်းတူတက်မှုတွေရနေသလိုဟာခပ်ဒေသမှာလည်းဖိအားပိုင်နေတယ်။ကျွန်တော်ကိုအဓိကစိုးရင်ချင်တာကမာနာဂရက်မှာပိတ်မိနေတဲ့စစ်သား2000ရဲ့အခြေအနေပါ။ဒါသာစီစဉ်ထားတဲ့စုခွာမှုဆိုရင်တော့မြေပြင်မှာတော့ကြောက်မတ်ဖွယ်ကောင်းလွန်အောင်မာယွင်းသွားတဲ့ခြေနေတစ်ခုဖြစ်နေပြီ။ Okay ။တွင်ပြောတဲ့မာနာဂရက်ကိစ္စကတကယ်ကိုစိုးရင်ကြပါ။ဒါပေမဲ့အဲ့ဒါကိုပဲကြည့်ပြီး ယူကရိန်းရဲ့မဟာဗျူဟာတစ်ခုလုံးပြိုလဲသွားပြီလို့ကောက်ချက်ချလို့မရသေးဘူးလို့ကျွန်တော်ထင်တယ်။ယူရှားရဲ့လူရင်အားတာလုံမှုဆိုတဲ့အချက်ကိုပဲပြန်ကြည့်အောင်။အဲ့ဒီတာလုံမှုကအရေးသွေးပိုင်းဆိုင်ရာအားနည်းချက်တွေနဲ့လာတာပါ။လိုင်မန်စစ်မျက်နှာမှာဘာဖြစ်ခဲ့တယ်လဲဆိုတာကိုကြည့်ပါလား။ယူရှားဟာအတွေ့အကြုံနဲ့တဲ့စစ်သားတက် conscript တွေကိုဟိုလူသားလိုင်းပုံစံနဲ့ရှေ့တန်းတင်ပြီးတုံးနေရတာကတစ်တေပဲ။ယူကရိန်းကအရေးအတွက်ကိုအရေးသွေးနဲ့တုံ့ပြန်နေတာပါ။ သူတို့က drone ပြညာဝေးသင်းစစ်စင်နေတဲ့ပုံမကောင်းမွန်တဲ့ new view ဟာတွေတုံးပြီးယူရှားရဲ့အင်အားကိုတန့်ပြန်နေတယ်အထူးသဖြင့်အခုလိုစောင်းရာတီရောက်လာလို့တစ်တော်တွေထဲကတည့်ရတီကြွေတော့တဲ့အခါယူရှားတက်တီဖုံးကွယ်စရာမရှိတော့ဘူးလေအရင်ကသူတို့ကိုအကာအကွယ်ပေးခဲ့တဲ့တစ်တုံတွေကအခုတော့သူတို့တို့တင်မင်းတမန်ဖက်လာတယ်ယူကရိန်းရဲ့ drone တွေ sniper တွေအတွက်လေကိုနဲ့ပစ်မှတ်တီဖက်လာတာပေါ့ဒါဟာယူရှားရဲ့အင်အားတလွန်မှုဆိုတာကိုတိတိတသာထိခိုက်စေပါတယ်နိုင်တယ်လို့ကျွန်မဆွေးရင်မိတယ် အဲ့ဒီနေရာနဲ့ပြန်ပြီးခြုံကြည့်လိုက်ရင်ယူကရိန်းရဲ့ခံစစ်ပြူဟာကတကယ်ပဲတင်ပြောလို့တကြွတဲ့ခံစစ်နဲ့ထောင်ချောက်ဆင်နေတာလားဒါမှမဟုတ်ထိမ့်ချုံမှုမရှိပဲပြိုကွဲနေတာလားဆိုတာကိုပြန်ကြည့်ထင်တယ်။ Pograph's နဲ့ Monograph မှာတက်တွေပိတ်မိနေတာဆွတ်ခွာရမယ်လမ်းကြောင်းတွေအန်တယ်များနေတာကဒါစီစဉ်ထားတဲ့ဆွတ်ခွာမှုမဟုတ်ဘူးဆိုတာကိုညွန်ပြနေတယ်လို့ပဲ။အကြွေးတာစစ်တကြဆွတ်ခွာမှုဆိုရင်ဒီလိုအခြေအနေမျိုးဖြစ်စရာအကြောင်းမရှိပါဘူး။ စစ်ပြူဟာရဲ့ဆုတ်ခွာတယ်ဆိုတာကိုယ့်ရဲ့တပ်ဖွဲ့ဝင်တွေကိုအထည်ခိုက်အနေဆုံးနဲ့နောက်တန်းခန့်စစ်လိုင်းစီကိုစနစ်ကြပြန်ရွှေ့ပြောင်းတာလေအခုဖြစ်နေတာကအဲ့ဒီလိုမဟုတ်ဘူးထိန်ချုံမှုမရှိတော့တဲ့ဆုံရှုံမှုတစ်ခုသာဖြစ်နေတယ်ရှင်အဲ့ဒီအမိန်ကိုတော့ကျွန်တော်လက်မခံနိုင်ဘူးခင်ဗျာဘာလို့လဲဆိုတော့တင်ပြောတဲ့စနစ်တကျဆုတ်ခွာမှုဆိုတာစာအုပ်ထဲမှာပဲရှိတာပါတကယ်စီမီပြင်မှာတော့အမေရန်ပရန်ပါတာနိုင်ပြီးအနိုင်မြပါတယ်။ဒါမဲ့ယူကရိန်းရဲ့အလို့ဆောင်ခဲ့တဲ့မှာမဟာဖြူဟာမြောက်ဤရီချစ်ကိုတွေ့နိုင်တယ် လိုင်မန်စစ်မျက်နှာကဥမမာကိုပဲထိစိတ်ပြန်ကြည့်ရအောင်အဲ့ဒီမှာရူရှက်တက်တွေဟာချစ်တိုးရဲ့အကာအကွယ်ကိုယူပြီးထစ်ဖချင်းအရှိတိုးလာခဲ့ကြတယ်ဒါမဲ့ယူကရိန်းကသူတို့တစ်တိုးရဲကနေတစ်ပင်မရှိတဲ့ကွင်းမင်ဖြစ်တဲ့ရန်ပီလိုနေရာကိုပြန်လဲမောင်းတိုးပြီးထောင်းချောက်ဆင်ခဲ့တယ်အဲ့ဒီကွင်းမင်တွေရောက်သွားတဲ့ရူရှက်တက်တွေဟာယူကရိန်းရဲ့ကြိုတင်ချင်ဝယ်ထားတဲ့အမြောက်တီဒရုန်းတွေတဲ့ပြတ်မှတ်တွေထွက်ကုန်ရောဒါကရေရွတ်ခွာတာမဟုတ်ဘူးတကြွတဲ့ခန်းစင်းကိုခေါ်တဲ့နေဗျူဟာတူပါ နေရာမှာငိုတော့ထိုင်ပြီးခုခန္ဓာမဟုတ်ဘဲရန်သူကိုကိုအသာရှိရမယ့်နေရာစီကိုဆွဲခေါ်အထိနာအောင်တိုက်ပြီးရင်နောက်ထပ်ဖြစ်စဉ်ထားတဲ့ခန်းစစ် line တစ်ခုစီကိုစနစ်တကျပြန်ဆွခွာလာမျိုးပါဒါကယူကရိန်းရဲ့အတွေ့ချက်ထားတဲ့မဟာဗျူဟာရဲ့အစိတ်ပိုင်းတစ်ခုသာထွက်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်อืมဒါဗိမဲ့အဲ့ဒီနီးဗျူဟာကဘယ်လောက်အထိရေရှည်ခံနိုင်မှာလဲ ရုရှားကိုထိခိုက်ဆုံးရှုံးမှုတွေဖြစ်အောင်လုပ်နိုင်တယ်ဆိုပေမဲ့အဲ့လောက်များရဲ့နေမြေတွေကိုလက်လွတ်ဆုံးရှုံးခံနိုင်တဲ့အခြေအနေယူကရိန်းမှာရှိရလားဘယ်အဆင့်ရောက်ရင်နေမြေဆုံးရှုံးမှုက ရုရှားနဲ့ထိခိုက်မှုထက် ပိုပြီးတော့ဗျူဟာမြောက်နနာမှုဖြစ်သွားမလဲလိုင်မန်ကဥပမာကတနည်းအားဆမနိုင်ပေမဲ့အရှိပိုင်းစစ်မျက်နှာတစ်ခုလုံးရဲ့ပုံစံကိုတော့ကိုစားမဖြူပါဘူး အဓိကချက်ကရူရှောင်းဟာဖူကရော့စ်ကိုသိမ်းပိုက်လိုက်ခြင်းအားဖြင့်သူတို့ရဲ့ထိုးစစ်ကြီးကိုနောက်တဆင့်တပ်ဖို့လိုအပ်တဲ့ဗျူဟာမြောက်အခြေစိုက်စခန်းကိုရရှိသွားပြီဖြစ်ပါတယ်။ဒီနေ့နေ့တဆင့်သူတို့ဟာယူကရိန်းရဲ့ကာကွယ်လိုင်းတွေကိုဘေးတိုက်ထိုးဖောက်တာမျိုး offline လုပ်နိုင်ပြီးယူကရိန်းတပ်ကြီးကိုပုံမှုကျေပြန်းတဲ့ဝိုင်းရံပိတ်ဆို့မှုတွေပြုလုပ်လာနိုင်တယ်။ဒါဟာစစ်ပွဲရဲ့အရှင်ဟုန်ကိုယူကရိန်းဘက်ကအပြစ်အဝါထိန်းချုပ်နိုင်နိုင်ပြီဆိုတာကိုပြနေရပါပဲ။အဲ့ဒါအားလည်းဖြစ်နိုင်ခြေတစ်ခုပါမယ်။ ဒါပေမဲ့စစ်ပွဲဆိုတာနေမြေသိမ်းပိုင်မှုတစ်ခုတည်းနဲ့အဆုံးအဖြတ်မပေးပါဘူးစစ်အင်အားပြုံးတိမှုကလည်းအရေးကြီးတယ်ရုရှားဟာပိုကရော့ဖ်ကိုစီကိုသိမ်းဖို့ဘလောက်ထိအင်အားဆုံရှုံခဲ့ရတယ်လဲဆိုတာကိုလည်းထည့်စဉ်းစားရမယ်လေလွတ်လပ်တဲ့လေးလာသူတွေရဲ့အဆိုအရရုရှားဟာဒီထိုးစစ်မှတင်လူအင်အားထောင်ပေါင်းများစွာနဲ့တန်ချက်ကရင်ယာပေါင်းများစွာဆုံရှုံခဲ့တယ်ယူကရိန်းရဲ့ဗျူဟာကရုရှားကိုအင်အားအများဆုံးကုန်ခန်းစေမဲ့မျိုးပြတိုက်ပွဲတွေခံစစ်ပင်စင်ထားတဲ့နေရာတွေစီကိုဆွဲသွင်းပြီးတိုက်ခိုက်နေတာပါ ရုရှားတပ်တွေဟာမြို့တစ်မြို့ကိုသိမ်းပိုင်နိုင်တိုင်းမှာသူတို့ရဲ့အကောင်ဆုံးတပ်ခိုက်ရေးတပ်ဖွဲ့ဝင်တွေစစ်လက်နဲ့တစ်စီးတွေကိုဆုံးရှုံးနေရတယ်။ဒီလိုသာဆက်သွားရင်ရုရှားရဲ့ထိုးစစ်ဆင်နိုင်စွမ်းဟာရေကြီးမှာတပိပိကြဆင်းလာမှာအသေးကြပါပဲ။သူတို့ကနည်းမြေရလိုက်ပေမဲ့တိုက်ခိုက်နိုင်စွမ်းကိုဆုံးရှုံးနေရတာပါခင်ဗျာ။အနစ်ချုပ်ရရင်တော့စစ်မြေပြင်ကအချက်လက်တွေအထူးသဖြင့်ပိုဂရော့ဖ်စ်လိုအထူးကကြတဲ့ထောက်ပံ့ပို့ဆောင်ရေးဘူဟုချက်ကိုတင်ပိုင်နိုင်ခြင်းက ရူရှားဟာစစ်ရေးရှင်ဟုံနဲ့ဖြူဟာမြောက်အတားစီကိုအခိုင်အမာရရှိထားတာထင်ရှားပါတယ်။မာနဂရက်မှာပြင်မိနေတဲ့ယူကရိန်းတပ်တည်းရဲ့အခြေအနေကသူတို့ရဲ့ခံစက်လိုင်းတွေဟာရုရှားရဲ့ဆင်းဆက်မပြတ်ဖျားတံကိုမခံနိုင်တော့ပဲဖြိုလဲနေတယ်ဆိုတာကိုတပ်ဖြစ်ပြနေတယ်လို့ကျွန်မကောက်ချက်ချခြင်းပါတယ်ရှင်။ဒါဆစ်ပွေးရဲ့ကူတီဖက်ကိုပြောင်းလဲစေနိုင်တဲ့အရေးကြီးတဲ့အောင်ပွဲတစ်ခုပါ။ထိုက်ခိုက်ဆုံးရှုံးမှုတွေနဲ့ယင်းနှီးထားရပါတယ်။ဆစ်ပွေးတစ်ခုရဲ့အောင်မြင်မှုကိုမေပေါ်မွန်ကအယောင်တွေနဲ့တိုင်းတာလို့မရပါဘူး။ ိုက်ခိုက်နိုင်စွမ်းဘလောက်ကြံသေးတယ်လဲဆိုတော့နဲ့တိုင်းတားရပါပါ။ယူကရိန်းကရန်တူကိုအင်အားချိနဲ့အောင်လုတ်တဲ့နီးပြူဟာကြာကြာခုကန်စစ်ကိုဆက်လက်ဆင်နွှဲနေတာဖြစ်လို့စစ်ပွဲရဲ့အဆုံးအဖြတ်ကနီမေပိုင်ဆိုင်မှုတစ်ခုတည်းအပေါ်မှာမူမတည်နိုင်ပါဘူး။ယူကရိန်းရဲ့တက်ကြွတဲ့ခုကန်စစ်ဗျူဟာကရုရှားရဲ့အင်အားတာလုံးမှုကိုရေရှင်းမှာဘလို့တံပြန်တော်မလဲဆိုတာကအဓိကကြာနေဆက်ဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ကျမတို့ရဲ့ဆွေးနွေးမှုကယူကရိန်းအရှေ့ပိုင်းကစစ်ရဲ့အခြေအနေဟာ အဖြုတ်အမြင်ခွဲခြားရခတ်တဲ့ရှုပ်ထွေးမှုတွေနဲ့ပြည့်နေနေကြောင်းမိမောင်းထူပြခဲ့ပါနဲ့ယူရှာရဲ့အောင်မြင်မှုတွေက တကယ်ပဲအဆုံးဖြတ်ပေးနိုင်မဲ့အလေပြောင်းတစ်ခုလားဒါမှမဟုတ်ယူကရိန်းရဲ့ခန့်နိုင်ရည်နဲ့နှိပြဟာတွေကစစ်ပွဲရဲ့လမ်းကြောင်းကိုနောက်တစ်ကြိမ်ပြောင်းလဲနိုင်အောင်မလားဆိုတာကတော့ဒီအချက်လက်တွေထဲမှာဆက်လက်လေ့လာစေရတဲ့အများကြီးကြံရှိနေတယ်ပါတဲ့ အစီအစဉ်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်။ဒီအချက်လက်တွေမှာဆက်လက်လေ့လာစရာတွေအများကြီးကြန့်ရှိနေပါသေးတယ်။အစီအစဉ်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရ